မင်္ဂလာပါကလေးတို့ Brilliant English Grammar Class ရဲ့ Jolly Phonic Session လေးကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Group 1နဲ့က letter လေးတစ်ခုအကြောင်းလေ့လာကြမယ် It's letter I Learning's really fun. One one. This is big I and this is small I. I says it, it, it. Living on in my itily, twalade, a tally pibade, videoly, tijame. E. E. Ink. E. Eh, e. Ink. E. Eh, e. Eh, eh. ink letter i ရဲ့အတန်လေးဘယ်ကရလာတာလဲဆိုတော့အဖြူရောင်ကြွက်လေးတကောင်ပေါ်မှင်းနေမှောက်ကျသွားရာကနေကြွက်ကလေးကစိတ်မသက်မသာနဲ့မျက်နှာပေါ်ကမှင်းတွေတုပ်ရင်ထွက်လာတဲ့အတန်လေးဖြစ်ပါတယ်အေးအေးအရှင်လေးကတော့ပုံမှန်ပြထားတဲ့အတိုင်းလက်နှစ်ဖက်နဲ့ဘာပေါ်ကမှင်းတွေကိုတုပ်မှာဖြစ်ပါတယ်အေးအေးအေး အတန်ရဲ့အရှင်ရဲ့ရသွားပြီဆိုရင်တခြင်းလေးနားထောင်ကြည့်အောင် That's all over the desk. in letter I at them body e leading lila di jame. I is for insects. E, e, insects. E, e, insects. E, e, insects. 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 I is for igloo. a a igloo a a igloo a a igloo i is for iguana a a iguana a a iguana a a iguana ဒီပုံလေးတွေမှာ i ရဲ့အတန်လေးကြားရတယ်เนาะ ဒါလို့ဆိုရင်တော့ letter i ရဲ့အတန်လေးတွေထွက်နိုင်ပြီထင်ပါတယ်ကဲလေ့ကျင့်ကြရအောင်ပုံတပုံချင်းစီရဲ့အတန်လေးတွေကို သေချာနားထောင်ပြီးတော့ i ဆိုတဲ့ letter i ရဲ့အတန်မကြားရတဲ့ပုံလေးကိုရွေးထုတ်ကြည့်ကြမယ်မကြားရတဲ့ပုံတော့ igloo igloo ink ink ant ant iguana iguana train train insects insects ကြွေးကြမယ် ant train ဒီပုံလေးနှစ်ပုံမှာတော့ letter i ရဲ့အသံ a ဆိုတဲ့အသံလေးနဲ့စမထားပါဘူး learning လေးကိုလေ့ကျင့်ကြည့်ကြမယ် a is, is. e is e is e t it e t it e t it e sis s, I, s, sis s s it sit s it sit s it sit ဒီနေ့မှာတော့ letter i ရဲ့အတန်လေးကိုပြောပြပေးခဲ့ပါတယ် i ရဲ့အတန်လေးက it action လေးကတော့လက်နှစ်ဖက်နဲ့ဘာဘော်ကပေနေတဲ့အရာတွေကိုတုံမှာဖြစ်ပါတယ် A A A နောက်ဗီဒီယိုလေးမှာတော့လက်ထဖြည့်ရဲ့အတန်လေးကိုပြောပြပေးသွားပါမယ်ဒီနေရာဒီနားထောင်ပေးခဲ့ကြတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးများရည်တင်ပါတယ်